ရည်ကြီးမှုတွေဆုံးသန်းစင်လာတွေကိုဖြတ်ဖို့အတွက်စာအုပ်တွေကိုမီးရှို့မလို့ပါဘူးဘာတော့လူတွေစာဖတ်အောင်တော့လှုပ်လိုက်ပါဆိုတော့ရှင်မြတ်စာဖတ်ဖို့လိုလားမလိုဘူးလားအရေးကြီးလို့တယ်ဗျာနော်အဲ့တော့ကဘာမှာတော့စာဖတ်နေကြတာကြီးပြီးတော့ကြည့်လိုက်ကြအောင်ကဘာကိုလှမ်းကြည့်လိုက်ဗျာဗရင်ပေါက်ဖွင့်ပြီးတော့ကျောင်းဗရင်ပေါက်ကျောင်းရဲ့မုတ်ပေါက်အပြင်ဘက်ကိုလှမ်းကြည့်လိုက်ဗျာဒါကဘာတွေတုံးဗျာအမျိုးသားစာကြည့်တိုင်းတရုတ်နိုင်ငံတရုတ်နိုင်ငံအခုစီးပွားရေးဘယ်လောက်များ တိတ်ဆောင်ဖိမော်စီတုံးကတနိုင်ငံလုံးကိုပြန်ပြီးတိုင်နေမော်စီတုံးကိုအာနာရှင်နော်လူသားသမားကဘာကမှတ်ဖို့နေပေးလိုက်တယ်လေဘာပဲပြောပြောထားနောက်တော့တိတ်ဆောင်မင်းလက်ထက်ရောက်လာတယ်ခေါင်းဆောင်မှုကိုမျှဝေပြီးခေါင်းဆောင်မယ်ကနရာသာပုံစံဘက်ကိုသွားတာအဲ့ဒါဆိုတော့မျှဝေပြီးတော့ခေါင်းဆောင်မယ်အဲ့ဒီကောင်းဆောင်တွေက2025ဟာတရုတ်နိုင်ငံ Made in China 2025 2025ဟာ တရုတ်ဖုံးနေဒီမှာတရုတ်ဖုံးဒီမှာအမေရိကန်ဘရန်အပယ်တရုတ်နိုင်ငံမှာထုတ်တာအခု iPhone 7 DS ပြီးဈေးတွေအများကြီးမြောက်သွားလိမ့်မယ်တရုတ်မှာမထုတ်နိုင်လို့ပစ္စည်းတွေတော်တော်များများဟာတရုတ်ပြည်မှာထုတ်ရုပ်ပြည်ရထွက်လာဘေးဒင်း China 2025 2025ဟာတကဘာလုံးမှာထုတ်ကုန်နေရာခိုင်နှုန်းတော်များတရုတ်ဖြစ်ရကျုပ်ပြည်စီဖြစ်ရ ်ခုအမေရိကန်ကတရုတ်ထက်အများကြီးတာတယ် GDP မှာထားလိုက် USA ဆရာကြီးတို့တို့တို့ကနော်ခုတရုတ်နဲ့ရှင်တဲ့အခါကျတော့တရုတ်တဲ့စီးပွားရေးတော့တာတယ်အခုတရုတ်ကိုကြိုးတက်ဖို့ကြိုးစားနေတာအိန္ဒိယလူရေတန်းထောင်လျာကျော်ပြီကမ္ဘာမှာအများဆုံးဖြစ်သွားပြီတရုတ်ကိုကြိုးတက်သွားပြီကိုယ်ကွယ်ယုံကြည်မှုပေါင်း1600လောက်ရှိတယ်အိန္ဒိယမှာလူမျိုးပေါင်း150လောက်ရှိတယ်တို့နိုင်ငံကြီးဒီမိုကရေစီနိုင်ငံကြီးပဲနေလို့ရတာပဲ ဘာကြောင့်တော့ဒါလည်းတပည့်တော်တို့စဉ်းစားရတာတွေပေါ့စိတ်ဝင်စားရတာတွေပဲเนาะအဲ့တော့အိန္ဒိယတရုတ်ကိုမှီဖို့ဆယ်သူနှစ်တည်းသူမမှီသေးဘူးတရုတ်ကအိမ်ချမ်းမြေပြိုလဲသွားတဲ့ခါတရုတ်စီးပွားရေးအခုပြုံးနေပြိုကျသွားဒါပေမဲ့တရုတ်ကပြိုလဲသွားတာမဟုတ်ဘူးတဲ့ဒါကိုသူတို့ကြိုးမြင်မိကြတယ်အိမ်ချမ်းမြေရဲ့အကြိုင်ခံမှုတွေဒါကြောင့်သူတို့ကနှီးပညာဘက်ကိုသွားနေတာနှီးပညာဘက်ကိုသွားနေတာ quantum နည်းပညာတွေရှင်ပြကွန်ပျူတာကုတ်ရေးတဲ့အစင်မဟုတ် quantum စနစ် quantum နည်းပညာနဲ့သုံးတဲ့စနစ်တွေကိုခုနောက်ဆိုရင်ရှင်ပြနောက်10နှစ်လောက်နေဒီဒီဒီကွန်ပျူတာကအမှိုက်ပုံးတဲ့ရောက်စနစ်တွေရအခု quantum quantum computer တွေပေါ်လာရင်အများကြီးလှုပ်လှုပ်နိုင်လိမ့်မယ် AI တွေနဲ့အခု nano chip တွေဆိုရင်အခုတရုတ်က6 nano computer လောက်ထုတ်နိုင်ပြီเนาะအလွန်တန်စွမ်းရည်မြင့်လာပြီဒါတော့ ူတို့တွေအများကြီးကြိုးစားတာပြီးတော့အဲ့ဒါပြောကျင်တာဒီနေ့သူ့နောက်ကကတ်လိုက်နေပါတယ်ဆိုတော့အိန္ဒိယမှီဖို့အများကြီးလိုတယ်ဒါပေမဲ့အိန္ဒိယလည်းကမ္ဘာမှာနည်းပညာအကောင်းဆုံးထဲမှာပါတယ်အဲ့ဒါဒီဗီရိုပတ်ဝန်းကျင်ရနိုင်ငံတွေအာရှမှာကြိုးစားနေလိုက်တာဒီဗီရိုနိုင်ငံကတော့အခုချိန်ထိသိဖြစ်လို့ကောင်းတော့ရန်ဖြစ်လို့ကောင်းတော့ဒီဗီရိုအများကြီးယူသားမှာတရုတ် the most beautiful library in the world ကမ္ဘာအလှဆုံးစာကြည့်တဲ့ကြီးတွေတရုတ်နိုင်ငံမှာရှိတယ် momondo တဲ့စာကြည့်တဲ့နာမည် လေးသန်းကျော်ရှိတယ်။သာကြီးလိုက်တတိုင်းထဲမှာစာအုပ်ပေါင်းလေးသန်းကျော်ရှိတယ်။ဒါပါတယ်တော့ဗျာ။ AIU တက္ကသိုလ်စာကြည့်လိုက်ဂျပန်ဘန်ဘူးဝါးရည်နဲ့ကြီးစောက်တော်တော်ခန်းတာတက္ကသိုလ်စာကြည့်လိုက်ဒီမှာကြည့်ပါအောင်ပါတယ်။အမျိုးသားစာကြည့်လိုက်ဂျပန်ချယ်ရီဘန်နေနဲ့ချယ်ရီဘန်နေနဲ့စာကြည့်လိုက်ရင်ဘလောက်ပလဲပနာတဲ့ဘလောက်လားဂျပန်မှာ Sea Flower Festival ဆိုပြီးရှိတယ်။ပန်းကြည့်ပွဲတော် ပန်းလေးတွေကိုမိသားစုတွေသူ့ຢာတွေရောက်ရင်ပန်းလေးသွားကြည့်တယ်။တနေ့ကိုပန်းမလေးအောင်မစားရချင်သာ။အော်မနက်ကပန်းလေးတွေလှလိုက်တာခြေပန်းတွေညနေကျတော့အဲ့ပန်းလေးတွေညှို့ပြီးတော့ပွန့်ပတ်တွေကျွေးကြသွားပြီ။ရဇောဟရံလို့ပြောပေါ့။ဆူရပန်တို့လို့အနေသတညာထင်ထင်းသွားစရာရှိတယ်။အဲဒါတက်ခံပါတယ်သူဆိုဒီလိုနိုင်ငံကဘာလို့ပန်းရှင်ချိုးဟဖျားဝှထိုးဒါနာပြုတာကအတ္တကြီးဒီလိုနိုင်ငံပါ ငါကုသိုလ်ရဖို့ပဲကြံတဲ့သူပန်းမြင်းမြင်းမမြင်းအပင်လိုက်ကြီးလူလို့မရဘူးလားဤပန်းပြင်းမြသောဗျာပူဇော်ပါဤပေါ့တော့မို့ဈေးထဲမှာအလွယ်တကူအစင်းသင်းရှိပြီတာနဲ့မရဘူးလားအလှလှုပ်တာတော့ယောဂီတွေအရှင်မြတ်ခိုးဖို့ပဲချောင်းတယ်ဒီကံကောပန်းတွေပါလေပွင့်ရင်လေအဲလက်မလားဘုန်းကြီးတွေလေချိုးဖို့ပဲချောင်းတယ်ဒီလိုလိုပြောကြင်တာအဲ့ဒါပြောတာဒီတရားလာထိုင်နေဆိုတဲ့သူတွေကွာဒီတိုင်းဖြစ်သူများနိုင်ငံအလှကြည့်အဲ့ဒီအလှတရားကိုအပြည့်အဝခံစားတယ်ဒီအလှတရားလည်းပျက်စီးတဲ့တယ်ဆိုတဲ့ဟာကို သူတို့လေ့ကျင့်ပေးတယ် flower festival sea flower festival နော်ဘလောက်စနစ်တွေကောင်းလဲဗျာဂျပန်လက္ခဏာကြီးပန်းလာတာမဟုတ်ဘူးအဲ့တော့ဒီနိုင်ငံမှာမင်းတို့မင်းမင်းတို့မင်းလက်ထက်တော့နိုင်ငံသားပြည်ရောက်တဲ့တင်ဒီတော့စောက်ပုတ်ပေးမယ်ဆရာသင်နိုင်တို့ရေးတာတဲ့ကိုလိုနီခေတ်မြန်မာနိုင်ငံသားပြည်ရောက်တဲ့တင်များအကြောင်းဆိုတဲ့စောက်ရှိ69ရောက်အောက်မြန်မာပြည်နဲ့ဆိုတဲ့103ရောက်အဲ့တော့အောက်မြန်မာပြည်ကအင်္ဂလိပ်အောက် အဲ့ဒါတဝက်လောက်ပြန်မရောက်လားနိုင်ငံကတော့တစ်တီရောဗရမယာတွေရောယရနာတွေရောစိတ်တွေရောအများကြီးပြေးလိုက်နိုင်ငံပညာသင်သွားတဲ့သူတွေပြန်မလား brain drain လို့ခေါ်တယ်ဒီလိုနိုင်ငံကကုန်းမောင်ခဲ့နေရအောင်တော့ယူစီအခုတော့ brain drain တော့မကဘူးလူတွေပါယူစီသွားနော် brain drain တော့ပညာရှင်တွေမကဘူးလုံသားတွေပါဆုံးရှုံးသွားအရင်တော့ပညာရှင်တွေဆုံးရှုံးတာအခုကလုံသားပါဆုံးရှုံးဒီလိုနိုင်ငံမှာ၅သန်းကျော်ပြီအခုလုံသားဆုံးရှုံးတာ နိုင်ငံသားမှာအလုပ်လုပ်နေတာအဲ့ဒါဒီတိုင်းပြည်ရဲ့လှုပ်သားဆုံးရှုံးမှုပဲတပည့်ချောက်ပြရတာဒါတော့သူ့တဲ့မှာမသူ့တဲ့ရင်အဲ့ဒီလူတွေဟိုမှာသာဟိုမှာဟိုမှာဟိုရရသာသာပဲဒီလိုတို့ညင်ရဟိုမှာလည်းရရသာသာပဲဒီမှာလည်းရရသာသာပဲဆုံးရှုံးတာတိုင်းပြည်ကတန်ဖိုးဖြတ်လို့မရလူသားရင်းမြစ်တွေအများကြီးဆုံးရှုံးတာဒါတော့အဲ့ဒီမှာအဲ့ကုန်းမောက်ခင်းတဲ့လူဆိုရင်အဲ့ဒီခက်ကမေဂျီဘီဂျပန်မှာမေဂျီရီဖောင်းဂျပန်ကိုအခုလို့ဂျပန်ရဲလို့ လူလူသူသူဖြစ်လာဂျပန်အရင်တော့ဒီမျိုးနိုင်ငံတည်းဆိုတယ်ခေါနာဒီနင်ဂျာတွေနဲ့ဒေါ်လာတွေနဲ့ဒေါ်လျှောက်သူတို့လည်းတွေးတဲ့နေရာပတ်တယ်တရွာတမင်းပဲတရွာတမင်းပဲနောက်အဲ့ဒါမေဂျီဘင်းကြီးလက်ထက်ကြတော့ဒါဟိုဒါပြောင်းမယ်ဒီတွေးခေါ်တွေပြောင်းမေဂျီရီဖောင်းခြေကံဥပဒေကိုပြင်အောင်တမကအတိရေးဆွဲတယ်အတိရေးဆွဲပြီးတဲ့အခါကျတော့နိုင်ငံเจ้าကိုပညာတော်တင်430ကျော်လွတ်တယ်အကုန်ပြန်ရောက်လာ ဘယ်လောက်ထိရရင်တော့ဂျပန်ကဘူးလို့ပြောဘူးလားနောက်အမျိုးသမီးတွေရောပါတယ်အဲ့ဒါသူများနိုင်ငံကမျိုးကောင်းမျိုးကောင်းအရာမောင်းရောညင်ညင်သူမြင်းတဲ့သူတွေနဲ့အတူတူနေလားသူနိုင်ငံပြန်မွေးတယ်အဲ့ဒါလောက်ထိကိုအနစ်နာခံခဲ့တာဂျပန်မတွေကလည်းအခုဂျပန်မော့အကြည့်နေရတာအရှင်မြတ်ဒီလိုလိုပြန်ကုန်ကြည့်သွားပြီနော်ဘယ်ဘက်ကိုကြည့်မလဲကဘာမှာဆိုရင်အဆင့်၄လောက်ရှိချမ်းသာကြွယ်ဝမှု ဟုတ်ပလားဗျာနော်အာရှအာရှမှာနံပါတ်1ပဲအဲ့ဒါဆိုဂျပန်ဂျပန်နိုင်ငံရဲ့စာကြည့်တိုက်ကြီးခုနတက္ကသိုလ်စာကြည့်တိုက်ဒါသူ့ရဲ့အမျိုးသားစာကြည့်တိုက်ဒီစာကြည့်တိုက်ကြီးကြည့်ပါအောင်ဗျာ Library Hotel in New York City အမေရိကန်မှာရှိတယ်နယူးယောက်မှာရှိတယ် Hotel စာကြည့်တိုက်တယ်ဟာဟုတ်နေတယ်ဒီလိုနိုင်ငံ Hotel စာကြည့်တိုက်ကပါ Hotel စာကြည့်တိုက်တော့မရှိဟိုင်းငံပဲရှိမိမလိုချင်လားဆေးလိုချင်လားအဲ့ဒါပဲရစာအုပ်ကတော့မရဘူး စင်အစင်အတန်းဆိုတာအဲ့ဒါဗျာအစင်တန်းဆိုတာအလကားနေင်ကွာသွားတာမဟုတ်ဘူးဒီလိုနိုင်ငံနေရာတိုင်းဖွံ့ချောင်ဖို့ပဲကြည်နေကြဟုတ်တယ်မလားအပြိုမားလောက်ပဲကြည်နေတယ်လူများနိုင်ငံကြည်ဟိုတယ်ဆာကြည်တိုက်တယ်လူကအစင်ကွာသွားတော့ကွာတယ်ဆိုပြီးအစင်ကွာတဲ့သူမနာလိုတယ်ဗျာအဲ့ဒါမသိရဖြစ်ကိုကြတော့အစင်မိအောင်မနေဘူးလူလူသူသူလူစိတ်ပေါအောင်မနေကြဘူးနော်အဲ့ဒီလိုဘုန်းကြီးတွေရောလူတွေပြင်းစရာတွေပေါ့ဗျာဟုတ်ဘူးလားဗျာနော် တတိယပြောတာကြမ်းလာဗျာဟိုပြေးသေးခြင်းလို့တပည့်တော်ကမခံကျင်ဘူးဒီဖုံးကြီးတွေကိုတန်းနေနေတယ်ဆိုတဲ့ဟာကိုအမြင့်ကိုမခံကျင်တာမခံကျင်ဘူးဒီတော်တို့ကြိုးစားတပည့်တော်လည်းကြိုးစားတယ်နော်ကြိုးစားတယ်အခုဒါပြီးဒီတော့ဇာကြီးတဲ့ဟောပြောပွဲအဲ့ဒါပြီးဒီပြင်ဦးလည်းမှာ၃ခုဟောပြောပွဲလက်ခံထားတယ်ပါတယ်တော့ဗျာအမျိုးသားဇာကြီးတိုင်းစင်ကာပူတပည့်တော်အကြအဲ့ဒီမှာဒီတော့၄နိုင်၅နိုင်လောက်ကြာ18တက်ရှိအပေါ်ဆုံး၃တက်အပေါ်ဆုံးဒီရောက်1ဘီလီယံကျော်အကုန်ခံပြီးဆောက်ခဲ့တာ မျိုးသားတွေစင်ကာပူမှာရက်ကွက်တစ်ခုဆိုစာကြီးတက်ကအနည်းဆုံးနှလုံးသုံးလုံးရှိတယ်။ဒါမျိုးသားစာကြီးတက်ကြီးအလဲကောင်မှရဝင်သွားတာနဲ့ကော်ဖီပါ။အလဲကောင်မှပန်းချန်ကြီးနဲ့ဟောကော်ဖီနဲ့လေးတင်းတော့ကော်ဖီနဲ့ကဖေးနဲ့ရတဲ့အခါကျတော့လူကတို့မှတ်ညာကောင်းနေတယ်။ဒါကြောင့်တို့စာကြီးတက်ကြီးတွေမှာကော်ဖီပါအများတန်းရှိတယ်။မတော်ရရင်တောင်ကဖေးအနှံ့ကလူကိုစိတ်ရွှင်စေတယ်တဲ့အသိဉာဏ်ပွင့်စေတယ်တဲ့ရွှင်စေတယ်ပေါ့ဗျာနော်လန်းစေတယ်ပေါ့အာရုံပိုးဆူဆိုင်နေတယ်ပေါ့အဲ့ဒီဘောနဲ့တို့ကပွင့်တာ ဆိုအောက်အောက်ဆုံးထက်ကမြေအောက်သုံးတက်ရှိတယ်အဲ့ဒါ children library သူစံကွေးရဲ့တမိုင်းကျောင်းကိုအဲ့စာကြည့်လိုက်ရအလဲကြီးထဲမှာတခဏတိုင်းရေးတယ်တာဒီပတ်ဖန်တဏ္ဍာရီလောက်ကြာဟောတော်တော်ကြိုးစားခဲ့တာပဲဒီလူတွေတော်တော်ကြိုးစားခဲ့တာပဲလီကွမ်ယူစာကြည့်လိုက်ကြည့်အာရုရှားနိုင်ငံရဲ့စာကြည့်လိုက် USSR လက်ထက်နေရဆောက်ခဲ့တဲ့ဟာပေါ့မော်စကိုမှာရှိလေအမျိုးသားစာကြည့်တဲ့ရုရှားအဆောက်အဦးဒီလိုအဆောက်အဦးတွေ၅ရေကရှိဝင်းတော့မပြောနဲ့တော့ အဆောက်ဦးတက်တက်တယ်ငားရီကရှိကြောက်တုံးနေနဲ့စောက်တခဏနာကြီးအားပါတယ်တော့ City Library Germany ဒါမြို့စာကြည့်လိုက်ပဲရှိသေးတယ်နိုင်ငံကိုစားပြုတဲ့စာကြည့်တယ်မဟုတ်သေးဘူး Germany အားပါတယ်တော့ Brazil Brazil စာကြည့်လိုက်ဒီမှာ BRICS မှာလည်းဆရာပဲနော်လူလဲ G20 ကမ္ဘာအချမ်းသာကျွယ်ဝဆုံးသမုဒ္ဒထိပ်တိနိုင်ငံ20ထဲမှာပါတယ်အားရုံပြား အမျိုးသားစာကြည်တာအစ္စရေလလူရဲ့တကဘာလုံး၉တန်းရှိတယ်အစ္စရေလ